ထိုင်းမှာကျင်းပနေတဲ့ Miss Universe တိုင်ပွဲဟာမကြသေးခင်ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ကြေညာရေးကြောင့်မီဒီယာရဲ့အာရုံစိုက်မှုကိုခံနေရပါတယ်။အင်ရှင်နိုင်ငံဥက္ကဋ္ဌနဝစ်အစရာဂရီစီကိုရိုင်းကတိုင်ပွဲဝင်ကိုယ်စားလှယ်တွေကိုလူသိရှင်ကြားတောင်းပန်လိုက်ပါတယ်။ နဝကဒီအပိုင်းအတွင်ဖိအားတွေအများကြီးရှိခဲ့တာကိုလူတိုင်းသိပါတယ်ကျွန်တော်လဲလူသားတဦးပါပဲကချို့အရာတွေကိုမခိမ့်ချုံနိုင်ခဲ့တာမျိုးရှိပေမဲ့ဘသူကမှစော်ကားဖို့ထိခိုက်စေဖို့ရည်ရွယ်ခဲ့တာမရှိပါဘူးလို့ပြောကြားခဲ့ပါတယ် ကြိုင်ပွဲဝင်ကိုယ်စားလှယ်တွေကိုလေးစားကြောင်းနဲ့ချစ်ပြက်ခဲ့တာတွေအတွက်စိတ်မသက်မသာဖြစ်ခဲ့ရသူတွေကိုအနုအညွတ်တောင်းပန်ကြောင်းကိုလည်းခက်လောင်းပြောကြားခဲ့ပါတယ်။သူကစိတ်ဖိစီးမှုတွေကြောင့်ထိ ंछ ုံမရခဲ့တာတွေရှိခဲ့ကြောင်းဝန်ခံခဲ့ပြီး Miss Magazine ကိုနဲ့ညင်းပွားမှုအပြီးကြိုင်ပွဲဝင်တချို့ထွက်ခွာသွားခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်ခဲ့တာပါ။ဒီအခြေအနေကိုထိန်းချုပ်နိုင်ဖို့ Miss Universe အဖွဲ့အစည်းကလည်းအစ်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းနိုင်ငံစီဆီလုတ်ခဲ့ပါဗျ။ ကြိုင်ပွဲဝင်တွေဟာပိုခန့်တဲ့ပတရားကိုခရီးထွက်ရင်လှုပ်ရှားမှုတွေဆက်လုပ်သွားမှာဖြစ်ပြီးနိုဝင်ဘာလ22ရက်နေ့မှာတော့ final ပွဲကိုကျင်းပမှာဖြစ်ပါတယ်။ပရိသတ်တွေကတော့ကြိုင်ပွဲကြီးချုံးမွေးစွာပြီးဆုံးဖို့ပဲညှော်လင့်နေကြပါတယ်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။